ကံတော်အတိုင်းပင်ခံပုဂ္ဂိုလ်ထောအောင်ဆန်းစုကြည်ဟာတဏ္ဍင်ခံလုံးရဲ့မြင်စရာကြားစရာလည်းဖြစ်တယ်အထူးအဖြစ်ဒုတတခိုင်ချက်တန်းကြရတဲ့နိုင်ငံရေးလောကတကယ်ဆရာတစုဖြစ်တဲ့ထောအောင်ဆန်းစုကြည်ဟာတင်စရာမြင်စရာကြားစရာဆိုတဲ့မြင်စရာကြားစရာဆိုတဲ့ဆရာနှစုထဲမှာသူပါတာဖြစ်တယ်အဲ့လာကူမှာဂျေဇူးတရားမတိတတ်ပဲ ရောဆန်းစုကြည်ဟာနိုင်ငံတကာကသာ နိုင်ငံကြီးအကျဉ်းသားလို့ပြောပေမဲ့သူဟာမြမပြည်မှာရာဇဝမှုနဲ့ကြနေတဲ့လက်စားတဲ့ပုံမှတ်တွေနဲ့ထောင်ကျနေတော့သူနိုင်ငံကြီးအကျဉ်းသားမဟုတ်ဘူးလို့တကယ်ဗျာသူမို့လို့ပြောရက်တယ်ဒေါ်ဆန်းစုကြည်ဟာနိုင်ငံတော်ရဲ့အရေးကိစ္စတွေကိုလုံရင်းနဲ့တို့ခင်ဗျာချစ်စင်တဲ့တစ်နှစ်တက်ရွယ်ကြီးနေမှာအကျဉ်းကျနေတဲ့ လောကကြီးရဲ့သူနေနေကြဂျေဇုကိုမတင်ညင်နေပါဂျေဇုမကန်းစီခြင်းပါခမရအနေနဲ့တက်ထားတဲ့ဒေါက်တာဘွဲ့ခမရဖြတ်တန်းခဲ့တဲ့စီဝါရေးလောကသားခမရစီမံခန့်ခွဲနေရတဲ့လုံတမားတွေရဲ့အကြီးကဲတယောက်ကိုကဥဆောင်ခေါင်းဆောင်တယောက်လို့ခမရယူဆရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ငယ်စဉ်ကာလခမရလည်းတည်မှုမှာပဲကျွန်တော်လည်းတည်မှုဒီအဲ့ဒါကျွန်တော်တို့မူလာတန်းဘဝဒီမှာ ဆရာကိုကပြန်ရင်အာလန်စူးတယ်ဆိုရက်ပုံမြင်လေးခင်ဗျာကြားဥပါလိမ့်မယ်เนาะအဲ့ဒါကတော့ရှိုးရှိုးရှင်းရှင်းလေးပါပဲကျွန်တော်မူလာတန်းကြောင်းသားဘွားတော်သင်ခဲ့ရလူတယောက်ဟာမြကန်းနဘေးမှာသွားရင်ရိုင်းတကောင်ကငါးကိုမြောက်မြောက်ပြီးဆန်းစားရကိုမြင်ပြီးတော့မှအဲ့ဒီအတက်ပညာနဲ့လူတယောက်ကလေးကျင့်ပြူထောင်ရင်လေးပေါ်မှာဓာတ်တွေတန်ကြုံတွေလန်ကြုံတွေကိုမြောက်ပြီး အောက်မကြခင်မစမ်းတဲ့ဖက်နဲ့အတက်ပညာတို့ဂျိုင်းကိုစီကနေမြင်စရာအဖြစ်နဲ့အတူယူပြီးလေးကျင်ရင်နဲ့အောင်မြင်လာခဲ့တယ်။သူ့ရဲ့အောင်မြင်မှုတွေဟာတနိုင်ငံလုံးပြန့်လာတဲ့အတွက်ဘယင်ကနေပြီးတော့သူ့ရဲ့အောင်မြင်မှုတွေကိုလေးစားသောအဖြစ်လာပြီးသူစီသူ့ရဲ့အတက်ပညာတွေပြဖို့ပြောတဲ့အခါမှာဘယင်ကဒီအတက်ပညာတွေဟာခမရဘယ်ဆရာစီကသင်တာလဲလို့မေးတဲ့အခါမှာသူဟာဂျိုင်းကိုဆရာတင်ရတာ။ သူ့အနေနဲ့ရှင်လုံးလို့ရိုင်းစရာပညာသင်ရတာမဟုတ်ဘဲနဲ့သူပါသူတက်တဲ့အတက်ပညာပါဆိုပြီးတော့မိမိရဲ့ဆရာကိုစော်ကားလိုက်တဲ့အတွက်နောက်တစ်ချိန်လမ်းကိုပြစ်ပြီးလေတွေကနေအကြပြန်ဖမ်းတဲ့အချိန်အာကလောင်မှာလမ်းဆုပြီးသိပွဲဝင်ရပါဒီဥပမာကို ကြည်ချင်းအဖြစ်ဂျေဇူးရှိသူကိုဂျေဇူးကန်းနေဒီနေ့တို့မဟုတ်နောင်တော့နောင်တော့ကာလဒီမှာ အဲ့ဒီလိုအကျိုးဆက်ရတတ်တယ်။ဒါကြောင့်မလို့ကျေးဇူးရှိသူကိုစော်ကားမိတဲ့ခမားအနေနဲ့လူသိရှင်များပြောထားတာလို့လူသိရှင်များပြန်တောင်းပန်ဖို့လိုပါလိမ့်မယ်။လော်ဘီကျွန်တော်ပြောခြင်းတဗျာဒေါ်တတ်ခိုင်ထုံဆန်းစုကြည်ဟာနိုင်ငံတော်ပိုင်ငွေကြီးတွေလက်စားပြီးတော့ဒီလိုဥပဒေပုံမှန်တည်ကြောင်းသူနဲ့ထိုက်တန်တဲ့ပြစ်ဒဏ်တွေချထားတာမို့ နိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးလို့ခင်ဗျားပြောတယ်။ထောင်ဆန်းစုကြည်ဆိုတာ1990နဲ့တခုနဲ့ငញ្ញန်ရေးနိုဘယ်ဆုရစဉ်ကာလတော့ငញ្ញန်ရေးနိုဘယ်ဆုနဲ့တူဒေါ်လာငွေ1.3တန်းတူရခဲ့တယ်ဗျ။အဲ့ဒီတန်းမှ3တန်းရေတူရေးခဲ့တဲ့စာမှုက6တန်းရေပေါင်းပြီးမြန်မာနိုင်ငံမှာလိုအပ်နေတဲ့ကျန်းမာရေးစရိတ်ပညာရေးစရိတ်ဆိုပြီးတော့မှ ်ဒေါ်ဆန်းစုကြည်ကဖောင်ဒေးရှင်းတည်ထောင်ခဲ့ပြီးတော့မှနိုင်ငံတော်အတွက်သူပိုင်ပတ်စံနေသူကိုယ်တိုင်မတုံးသွင်းနေနိုင်ငံတော်နဲ့နိုင်ငံသားများရဲ့အကျိုးကိုရှေ့ရှုပြီးသုံးလာခဲ့တာခမရကမ်းများကမ်းနေလားဗျာကျွန်တော်ခမရကိုတခုမေးခြင်းနေဗျာတကယ်ဒေါ်ဆန်းစုကြည်လိုပုဂ္ဂိုလ်တောင်ခမရပြောရဲတယ်အဲ့တော့တခုမြစ်တာရက်ခံနေနေဗျာခမရကိုဒေါ်ဆန်းစုကြည်ကနိုင်ငံတော်ပိုင် husky ကိုဝယ်တာ နိုင်ငံတော်အတွက်လူအပ်တာသုံးဖို့သူကဝေးတာနာဂိဥပဒေနဲ့ပတ်သက်ပြီးတော့တောင်ဆန်းစစ်ကြီးကိုတတ်ချင်တဲ့ပုံပန်းနေတဲ့တက်ပြီးဖြစ်ချင်တိုင်းဖြစ်နေတာကိုခမရလုံးဝတရက်သေးဥပဒေအရလောက်တာပါလို့ခမရဇုတ်ဝင်ခံနေတယ်အဲ့တော့ဟိုတယောက်ကမင်းအောင်လိုင်ကဘာမစိုးလုံရဲတယ်ဆိုတဲ့လူနဲ့ခမရကဘာမစိုးလုံရဲတယ်ဆိုတဲ့ကိစ္စရဲ့ကိုကြားနေဝင်ပြီးခံနေတယ်အဲ့တော့နိုင်ငံတကာမှာရှိနေတဲ့ဥပဒေနဲ့ မြန်မာနိုင်ငံရဲ့ဥပဒေကိုရှင်းကြည့်ရင်နိုင်ငံတကာကတကယ်သတ်မှတ်ထားတဲ့ဥပဒေဆိုတာကလူတိုင်းနိုင်ငံတိုင်းကလေးစားရတကယ်ဥပဒေအစစ်အခုကျွန်တော်တို့နိုင်ငံမှာအခုတင်သုံးနေတာတမတော်ကသူကိုယ်တိုင်အလို့သူတို့အလို့ကြရေးဆွဲထားတဲ့2008ခွဲစည်းပုံအခြေခံဥပဒေကနိုင်ငံတကာမပြုံးနဲ့ကျွန်တော်တို့မြန်မာပြည်သူကတောင်းလက်မခံဟုတ်တယ်အဲ့လိုလက်မခံနိုင်တဲ့ဥပဒေအတုကိုခင်ဗျာတိတ်ကြိုက်ခင်ဗျာကနေ့ချင်းကြီး အတုလည်းမသိဘူးအစစ်လည်းမသိဘူးဖြစ်နေခမတတလုံးတက်ရှင်နေသမျှကာလပါလို့အစစ်ကိုမရှာနိုင်တော့ဘူးလားအတုကိုပဲခမနစ်တက်တာထီးတယ်ကွာခမအဲ့ဒီလူတွေဖြစ်လာအောင်လို့ခမကိုခမကိုဘသူဟာများတုံတင်ခဲ့လဲဘလို့ဆုံးမခဲ့လဲတခုပြောပြလိုက်မယ်ဒေါန်စန်းစုကြည်ဝဲတဲ့ခက်စကီကနိုင်ငံတော်ပိုင်တော့ဒီနေ့ကျွန်တော်တို့မန္တလေးမှာလောက်သွားတယ်ငလျင်ကြောက်ရလာတဲ့ဘတ်ဂျက်တွေနဲ့ကိုပိုင်လေရင်ဝယ်စီးတဲ့ ်ဦးမေးအောင်လိုင်းကိုခမရဒေါအောင်ဆန်းစုကြည်ပြောတယ်လို့ခမရပြောရဲ့ပြောရဲ့ရင်ခမရကျွန်တော်ထိုင်ကြတော့လိုက်အဲ့တော့ခမရနာမည်ခံထားတာကပြည်သူပါတီလို့ခံထားတယ်တကယ်တော့ခမရဟာပြည်သူပါတီမဟုတ်ဘူးပြည်သူချင်ဘက်ပါတီတနည်းအားဖြင့်ပြောရမယ်တော့ဆိုရင်တော့ခမရပါတီကပေါက်ကရ80ရီနဲ့စုဆောင်ထားတယ်ဘဲပင်ပေါက်ဘဲပင်ပေါက်အဲ့ဒီဘဲပင်ပေါက်ပါတီနဲ့တိုင်းပြည်ကို ကမောက်ကမလုတ်တဲ့လူတွေဘောင်းပြီးတော့ခမရမဟုတ်ခြေသူရှိသူတွေလည်းစော်ကားဤသူကိုလည်းစော်ကားပြီးကိုယက်တီချက်ကိုမှန်မှန်ကန်ကန်ယက်တီနိုင်တာမပြောဘဲနဲ့ရွေးကောက်ပွဲမှာမဲရဖို့ရာအတွက်တမန်လီဆယ်ပြီးတော့ခြေသူရှိသူကိုစော်ကားရတဲ့ခမရဟာတော့ဘဲပင်ပေါက်ပါတီဖြစ်တဲ့အတွက်ဒီနေ့ရွေးကောက်ပွဲအဖြစ်ပြီးဘဲရွေးကောက်ပွဲဖြစ်ပြီးပြိုင်နေတဲ့ရွေးကောက်ပွဲမှာပြခမရဘဲပင်ပေါက်ပါတီတက်တလုံးဤသူမယ်မရကြဘူး အဲ့တော့ PPP ဆိုတဲ့နာမည်ဟာ B B B လို့ပဲကျွန်တော်ပြောခြင်းနေပြောတော့တာဒါထည့်ရနော်နိုင်ရှင်ရဲ့ဥပမာနဲ့ကွတီပဲပေးပင်ပောက်ပါတီဖြီတုံးလုံးကပေးပင်ပောက်ပါတီဖြစ်တော်ပြီးတော့ငယ်ချင်းတော့တသက်ခံကအမှန်တွေမရွေးနိုင်တော့ဘူးသူရောက်ကြอยู่ကလေးကသူရောက်ကြကိုကြည့်ကြပါလားအထီးမမတိအမအမမတိဝတ်မမတိဒရိစမမတိသူရောက်ကြရဲ့ပေါင်ချက်မှာကနန်းစီမမတိကြွက်စီမမတိ ခွေချီစီမှမတိအဲ့လိုမျိုးမိမကဘာဖြစ်လို့ဂျေယုတရားကိုတိမှလဲသူ့နာမည်ရှိမှဒေါက်တာတထသေးတယ်လမ်ဘေကဒေါက်တာနာမည်ခုပြီးမှယူတာဖြစ်မှဖိုက်ဆန်နဲ့ဝေလို့ဖြစ်မှ very very good morning dog i this i last i dust i dust dog ပြောတော့ကေဒါဆွင်တော့